လူတော်တော်များများကအိမ်မောကြနေချိန်မှာတချို့လူတွေကတော့သူတို့ရဲ့လှုပ်ဝက်ဘဝလေးမှာပျော်မြူးနေတဲ့ကြပါရယ်ဒီလိုမျိုးလူကြီးတိတ်ချိန်မှာတိတ်ဆိတ်ဟာတာဖြစ်ရလေးတွေကလည်းရှိစမြဲပါဘယ်သူမှမကြည့်နေတဲ့အချိန်မှာဘာတွေဖြစ်တယ်လဲဆိုတာကိုကျွန်တော်နဲ့တူပပပပလေးပဲလိုက်ပါကြည့်ရှုကြည့်အောင်ပါ ဒီလူကတော့အိမ်ပြန်နောက်ကျလို့မိမကိုချော့ဖို့ပန်းစည်းဝယ်ပြီးအိမ်ပြန်လာတဲ့အချိန်မှာကြောင်လေးတစ်ကောင်ကအရင်ကြိုးဆိုးလိုက်ပါတယ်သူခမားမိမထင်လို့ငဲတဲ့ပအောင်တော့អော်ပါတော့တယ်ဒီရကွန်လေးကတော့လူကြီးတိတ်ချိန်မှာစတန်ပြကွက်တွေကိုအပြည့်ပြင်းလေးကျင့်နေတာပါဒါလို့ဆိုရင်စတန်မင်းသားလှုပ်လို့ရပြီလားဗျာဒီခွေးလေးကတော့သူတခင်အိမ်နေတဲ့ရမှုနဲ့ TV ကိုဖွင့်ခဲ့ပါတယ်သူချစ်တော်လေးနဲ့ခလုတ်တစ်ခုကိုမတော်တဆဖိမိခဲ့တာပါ TV ပွင့်သွားတဲ့အခါသူကလူလိုပဲဟန်ကြပန်ကြထိုင်ကြည့်နေပါတယ် ။တခင်အတွက်ကတော့မီတာကတွေတက်တော့မယ်ဆိုတာသိကြပါရည်။ကဲလူကြီးမင်းတို့ရဲ့ရက်ကွက်ထဲကအတင်းတုပ်တဲ့ NG တွေတောင်ဒီလူလောက်ဆက်စုမယ်မထင်ပါဘူး။ဒီလူကသူ့ရဲ့ခြံရှိမှာရဲကားတံတွေစူညံစူညံကြားလို့ဘာဖြစ်တယ်လဲဆိုတာသိကျင်ခဲ့ပါတယ်။ဒီအတိုင်းထွက်ကြည့်တော့လေအရန်တိတာသွားမှဆိုတာကြောင့်အကြောင်းပြချက်အနေနဲ့ခြံရှိထွက်ပြီးမျက်ခင်းတွေကိုဖုံးဆုပ်နေကြတာပါ။သူ့မိမကတော့သူ့အစားအရန်ရှက်နေလောက်ပါပြီ။တော်တော်နောက်တဲ့လူပဲဗျာ။ ဒီတမင်ကတော့သူများအိမ်ရှိကိုလာဆက်စုနေတာပါ။အိမ်ရှင်ကလည်းအမောင်ထဲမှာရုတ်တရက်မြင်လာရတော့လန့်သွားတာပေါ့။ဒီကြောင်လေးကတော့မတန်မီမဲ့စွမ်းနေဆိုတဲ့ဆိုယိုးရဲ့ဥပမာလေးပါ။ခြေတော်သုံးချောင်းပဲရှိရဆိုပေမဲ့အားငယ်မနေပါဘူး။လိုအပ်လာရင်အားကုန်တုံးပြီးပြန်ပြီးတိုက်ခိုက်နိုင်ပါလေ။အခုလဲရံမှုဖို့ချောင်းနေတဲ့မြေခွေးကိုပြန်ဟိမ့်ဟောက်နေတာပါ။ကျွန်တော်တို့ဘဝမှာလည်းဒီကြောင်လေးကိုအတူယူတင်ပါလေ။ဒီမိချောင်းကတော့ညတကောင်ကြီးလူနေအိမ်ထဲဝင်လာပြီးသူ့ကိုယ်သူအိမ်မြောင်ထင်နေပုံပါ။အိမ်မြောင်ထင်နေပုံပါ။ ကဲဒါတော့ကလေးရှိတဲ့ဖေဖေမေမေတွေဆိုရင် နားလေကြပါလိမ့်မယ်ကလေးတွေကတည့်ရခတ်တလောက်နှိုးရတာတော့တအားလွယ်ပါတယ်ဒီဖေဖေကတော့သူ့ကလေးပြတ်မနှိုးရလေအောင်ဝမ်းလျားမောက်ပြီးရှော့တိုက်ထွက်ခဲ့ပါတယ်ဒီခွေးလေးကတော့ညတကောင်မှာအိမ်တကာဘဲလ်ကိုလာတီးပါတယ်ဘဲလ်ကတချင်းနဲ့မြည်လာတော့စီးကြလိုက်ခေါင်းလေးတော့ခါရန်လိုက်ပါသေးတယ်ချစ်စရာကောင်းတယ်မလားဗျာတခင်တွေအဲ့ချိန်မှာဒီခွေးလေးကမမြင်မဆန်းတဲ့ခေါဝင်းတိုက်ပြီးလှမ်းသွားတာပါသူ့ဖေါ်ကလည်းဘာဖြစ်တယ်လဲဆိုပြီးစဉ်းလာကြည့်ပါတယ် လာကြည့်ရင်သူ့ဘာခုံကိုဝင်တိုက်မိပြန်ပါလေရုံရင်းစံခတ်ဖြစ်တဲ့ညလေးပါဒီခွေးလေးကတော့သူ့တခင်အိတ်နေချိန်မှာတော့မအိတ်သေးပဲနှောက်ရက်နေပါလေသူ့တခင်ကပြန်ဖယ်ပေးပြီမှလည်းမရပါဘူးနောက်ဆုံးမှာတော့တခင်ကအတူတူဖက်ရိပ်ပေးလိုက်မှအဆင်ပြေသွားပါတော့တယ်ဒီတခါမှာတော့ဝဝုံလေးကညတကောင်ရဲ့အချိန်ကြီးအိမ်ကိုအလဲလာတာပါတကားတောင်သူ့အတူဖွင့်တက်ပါလေအိမ်ရှင်ကတော့ဆပ်ပရိုက်ဖြစ်သွားမှသိကြပါပါလေ ဒီကြောင်လေးအစားစားနေတာကိုသူ့ရဲ့တခင်ကကြောင်တန်လေးနဲ့ထက်ခါထက်ခါအော်ပြီးစလိုက်ပါလေ။ကြောင်လေးကလည်းဘာဘာလေးဆိုပြီးမောကြည့်တာပေါ့။ကြောင်လေးရဲ့တုံ့ပြန်မှုကအရန်ကိုရေးစရာကောင်းလွန်နေပါလေ။လမ်းပေါ်မှာချင်းသိမ်းမတွေအများကြီးစူဝေးနေကြပါလေ။ကြည်ရတာကတော့သူတို့ချင်းသိမ်းအစည်းအဝေးရှိတယ်နဲ့တူပါလေ။အဲ့ဒီအချိန်မှာအပြစ်ထွက်မိတဲ့သူကတော့မတတ်တာလို့ပါဘူး။ကဲဒီကြောင်လေးကတော့ဖုံဆုပ်ဆက်ပေါ်တက်ပြီးလိုက်လာပါရယ်ဖုံဆုပ်ဆက်ကလေးကလည်းနောက်ဆုံးပေါ်မောတဲ့အသစ်ဆိုတော့တချင်းလေးပါဖွင့်ပြီးမိပါလဲမာရယ် ဘလောက်တောင်းမိုက်လိုက်တယ်လေဗျာကြောင်လေးစိတ်ထဲကတော့ကစားခွင့်ရောက်နေတယ်လို့ခံစားရမှာသိကြပါရည်ဘယ်ပြားကြီးကအကောင်းဆုံးလဲဆိုတာသိချင်ဝဝဝန်တကောင်ကိုစမ်းပြီးမြည်ကြွေးလိုက်ပါဒီဝဝဝန်ကတော့ဒီပြားကြီးကိုအကုန်လုံးကြိုက်မဲ့ပုံမှာခေါင်းလေးတညင်းရင်နဲ့မှတ်ချက်တွေတောင်းပေးခဲ့ပါရည်ဒါကတော့ညဘက်လူကြီးတိတ်ချိန်မှာကင်းဆောင်ပေးနေတဲ့ရဲဘော်ဘဲတပ်ဖွဲ့ဖြစ်ပါတယ်။ခြေလန်းတိုင်းကညင်ညာနေတာပါ။ ကဲစိတ်တစားလူသက်သမားကားတွေကြည်ဘူးတဲ့ဆိုရင်ဒီလိုဇက်ဝင်ကမ်းမြို့နဲ့ရင်းနှီးကြမှာပါဒါပေမဲ့ဒါကတော့တကယ်လက်တွေ့အိမ်တကာကင်မရာမှာမြင်ခဲ့ရတဲ့အရာပါစိတ်ချောက်ချားစရာကောင်းလာပါလေအိမ်ပန်ရှင်တွေကတော့အထုပ်အပိုးပြင်ပြီးအိမ်အသက်ပြောင်းနေလောက်ပါပြီဒီဆိုင်ကယ်သမားနှစ်ယောက်ကတော့မိုးဆိုင်ဒီဇိုင်းရှိမှဆိုင်ကယ်ရက်လိုက်ပါတယ်ဆိုင်ရှင်မရှိဘူးထင်ပြီးတခုခုကြံစည်နေပုံမှာဒါပေမဲ့ဆိုင်ရှင်ကသူတို့ကိုခြောက်လိုက်ပါတယ်တကယ်တော့ဆိုင်ရှင်ကလူတွေရဲ့စိတ်ဓာတ်ကိုစမ်းသပ်ဖို့အတွက်ကင်မရာရိုက်ထားပုံမှာသူတို့လည်းရှက်ကိုရှက်ကန်ဖြစ်သွားပါပါတယ် နေစဉ်နေတိုင်းရာဇဝတ်သမားမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ရဲအရာရှိကြီးတွေကဘာကူမှအကြောင်းလည်းမရှိဘူးထင်ရင်တော့မှားသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့ DA ကြီးကိုကြည့်ကြည့်လိုက်ပါ။အိမ်ကိုပြန်လာပြီးမဲ့အိမ်တကားဝမှာစာကလေးတွေတွေ့လို့လမ်းပြီးအိမ်ထဲမဝင်ရဖြစ်နေတာပါ။ဒီအမျိုးသမီးကတော့အိမ်ရထဲဝင်လာပြီးဘေးမှာအိတ်တဲ့အိမ်အလဲလာတဲ့သူ့တငယ်ချင်းမိန်းကလေးကိုသူ့ယောက်ျားအမှတ်နဲ့တွားဖက်ပါရယ်။ဒီလိုမှားရတာလည်းအကြောင်းရင်းရှိပါရယ်။သူ့ယောက်ျားကလည်းသဘင်အရှိထားတတ်သူမှုပါ။ညအမောင်ထဲမှာဆိုတော့သူ့ယောက်ျားလို့ပဲထင်သွားတာပါ။ อืมไดโนซอร์တွေမျိုးသုံးသွားပြီလို့ဘယ်သူပြောလဲတကယ်တော့ไดโนซอร์တွေကလူတွေကိုမမြင်စေချင်လို့လူတွေအိတ်လောက်တဲ့တကောင်ရံမှာအပြင်ကိုထွက်လာတာကိုကင်မရာမှာဖမ်းမိတာပါစတာပါဒါတော့ Halloween ညကไดโนซอร์ဝစ်စုံနေတဲ့တငယ်ချင်းတအုပ်ဖြစ်ပါလိမ့်မယ်ဒီလူကတော့ညတကောင်လူကြီးတိတ်အိတ်ချိန်မှာမှကြောင်တရောင်နေထားလောက်တာပါစိတ်ကြမ်းမကြီးချိုးရင်းလာလားဟာတာလောက်တာလားတော့မသိရပါဘူးမြန်မာနိုင်ငံမှာဆိုရင်တော့ဖုတ်ဝင်နေတယ်ဆိုပြီးအပါနှင်ခံရမှာတည်ကြပါလိမ့် ကာပန့်ရှင်တတော်များများကညာဘက်ကားရက်ထားပြီးမနေ့ကဘလို့ချစ်ရတွေထင်သေးတယ်ဆိုပြီးတွေးတက်ကြပါရယ်အကြောင်းရင်းကတော့အခုလိုစီးမဲ့ရှောက်စီးတတ်တဲ့စပိန်သမားတွေကြောင့်ပါကဲဒီသပင်လေးကတော့လူကြီးတိတ်ချိန်မှာ food vlogger လာလုပ်ပြပါရယ်အိမ်ရှိတကားကင်မရာတက်တဲ့ကြည့်အိမ်ရှိမှာစိုက်ထားတဲ့အပင်ကိုတမျိုးမျိုးဝါပြတာပါလူ food vlogger တွေတက်တော့ပိုပြီးနာမည်ကြီးနေအောင်ပါပါ ဒီလူကတော့ကိုယ့်အိမ်ရှိမှာကိုရေကန်တူးနေတာမေ့နေပုံမှာနောက်ကျောပေးရဲရင်နဲ့မြေရှိရထင်သေးပြီးခြေလန်းလှမ်းလိုက်တာနဲ့ရေကန်တွေကိုတန်းပြီးကြာသွားပါရီဆက်လက်ပြီးသူနဲ့နောက်ထပ်အဖြစ်တူတဲ့တယောက်ကတော့ဒီမှာပါလူကြီးမျိုးတို့လည်းကိုယ့်အိမ်ရှိတဲ့တဲ့မှာရေကန်တူးထိုင်မမေ့ကြပါနဲ့ဗျာအမှုမလွန်ခင်အိမ်ပြန်ကြပါဒီကြောင်လေးကတော့ကြွက်ခုတ်ရမယ်အစားကြွက်ကလေးနှစ်ခေါင်ရံဖြစ်တာကိုထိုင်ကြည့်နေပါတယ်သူကြည့်ရတာလည်းစိတ်ဝင်စားနေတဲ့ပုံမှာကြွက်လေးတွေရဲ့ခုံပြန်လှုပ်ရှားပုံအလုံးကိုလိုက်ငေးနေတာပါ ရှုံးတဲ့တကောင်ကိုမှစားဖို့ရည်ရွယ်ထားသလားတော့မသိပါဘူး။ဒီစင်ကြီးကတော့လူတွေအဲ့ချိန်မှာတိတ်တိတ်ကလေးအလဲလာပါဗါးအိမ်ကအကာရံလေးလှုပ်ထားပြီးမဲ့သူ့အရက်ကြီးနဲ့တော့ရည်စရာကြီးဖြစ်နေတာပေါ့။သူကလူတွေနိုးသွားမှဆိုလို့တိတ်တိတ်လေးခြေလှမ်းလှမ်းရင်းကြော်ဝင်လာတာပါ။အိမ်ကိုလာလဲရတဲ့အကြောင်းရင်းကတော့ဇပွဲပေါ်ကတက်သီးတော့ကိုခိုးယူဖို့ပါ။ပလတ်စတစ်အိပ်ပါမစားမိဖို့တော့မျှော်လင့်ရပါဗါး။ဒီကောင်မလေးကတော့ဒီညအပြက်ကဲမယ်ဆိုပြီးဟန်နီကန်တွေဖားလိုက်ကိုဝဲချလာတာပါ တကားကင်မရာရှိမှပြနေတော့ချော်လဲပြီးအကုံမှောက်တော့အကုံလုံးခွတ်ထိုးခွတ်လန်ဖြစ်ကုန်ပါ रे ဒီခွေးလေးကတော့သူ့တခင်အတွက်အယံကိုအားကိုးရပါ रे ညာဘက်တခင်တွေအိတ်နေချိန်မှာတခင်တွေရဲ့ကလေးလေးကိုကင်းဆောင်ပေးရှာတာပါစောင်းလေးကွာရင်လည်းပြန်ခြုံပေးပြီးစိတ်ချရတာတေးကြမှထွက်သွားခဲ့ပါ रे ဒီလူကတော့လမ်းမေးကြောင်ကလေးတွေရဲ့နားခိုနေရာကိုမထင်မှတ်ပဲရှာတွေ့ခဲ့တာပါကြောင်ဝါလေးတွေကြောင်ဖြူလေးတွေကြောင်နက်ကလေးတွေကာလာအစုံမို့ အလုံးစုပြီးအိတ်နေကြတာပါမျက်လုံးတွေကအမှောင်ထဲမှာတော့လှတောင်လှနေပါသေးတယ်။ကဲလူကြီးတိတ်ချိန်ဆိုရင်လှူရှားတဲ့ငတ်တပြားညီအကိုလာပါပြီ။သူတို့ကဒီအိမ်ရှိကိုအရင်လာပြီးတမိုးကြီးတဲ့ဘာပစ္စည်းကိုယူလာမလဲဆိုတာကြည့်ပါရစ်။နောက်တော့သူတို့မျက်စိကြတဲ့အရာတွေ့သွားပါရစ်။အဲ့ဒါကတော့မီးတီပါ။၎င်းကအရင်မီးတီကိုလှည့်ဖြုတ်ကြည့်ပါရစ်။မရပါဘူး။နောက်၎င်းကတော့လာပြီးထိမ့်မိပါရစ်။နောက်ဆုံးမရတော့မှလက်လျှော့သွားကြတာပါ။နောက်ထပ်ပြစ်မှတ်ကတော့ရထားတဲ့ကပါ။ကားတကားကိုလူအတိုင်းပဲအတားအယာဖွင့်လိုက်ပါရစ်။ လုံပုံကိုင်မှုကြည့်ရတာဒါပထမဦးဆုံးအကျိမဟုတ်ဘူးထင်ပါ रे ဒီအမှုသမားနှစ်ယောက်ကတော့သူများအင်ရှင်ကကင်မရာမှာဘီယာဘူးကင်ပြီးလာကနေတာပါအင်ရှင်ကတော့ရဲကိုဖုန်းဆက်နေမှာတေးကြပါ रे ဒီကောင်လေးနှစ်ယောက်ကတယောက်ကဈေးဝယ်တွန်းလဲတဲ့ဝင်နောက်တစ်ယောက်ကတွန်းပြီးဆော့ပါ रे ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲတွန်းလဲကလဲကျသွားပါ रे တွန်းလဲဘော်ကတယောက်ကတော့ဤစိန်သွားမှာတေးကြပါ रे ဒီလိုနှစ်ယောက်ကအမောင်ထဲမှာမှုရခင်ကိုမရွှေ့လာကြပါရဲ့တယောက်ကခလုတ်တိုက်ပြီးချောလဲသွားတာပါကံကောင်းကျင်တော့မှုရဖို့အဲ့ရသားလေးကြာသွားပါရဲ့ဒီလူရဲ့ကိုးစောင်းနှက်ကတော့အလုရှုပ်သွားမှာပါကဲဒါတော့သူများအိမ်ကိုစားနောက်ခြင်းနဲ့အတွေ့ပါအိမ်ကဘယ်တီဗီထွက်ပြေးတာပါဒါပေမဲ့အပျော်လုံးကြီးပြေးရကနေရွှေ့ကနေချောလဲသွားပါတော့ရဲ့လူကြီးမင်းတို့မှာဘာပဲလုပ်လို့မလွယ်ပဲနေနိုင်တဲ့တငယ်ချင်းရှိလာဗျာဒီလိုတငယ်ချင်းတွေကလည်းစပိန်ရထားရင်ကနေစပိန်ဝိတ်ကိုမနိုင်ပဲနောက်ပြန်လမ်းကြသွားတာမျိုးတွေအထီတောင်ရှိပါတယ် ်ဒီလူကတော့သူ့တငယ်ချင်းအကြောင်းသိတာမလို့အပြေးသွားပြီးကူညီခဲ့ပါတယ်ဒီအိမ်ကြီးဝတ်ထားတဲ့ခွေးလေးကတော့တခင်နဲ့အတူတကရင်နဲ့အိမ်ရင်အပြင်းဆန့်ပြီးလှိမ့်လိုက်တာဂရင်ဘော်ကပြုတ်ကျသွားပါတယ်ဂရင်အောက်မှာထိုင်နေတဲ့ပုံလေးကိုလည်းကြီးလိုက်ပါအောင်လူကလေးလေးကြာနေတာပါပဲဒီလိုလုံကြုံရေးစနစ်မျိုးကိုအိမ်တိုင်းမှာတတ်ထားဖို့လိုအပ်နေပါပြီ။မတမာသူတွေအိမ်အနားကတ်လာတာနဲ့ရဲကအတန်လိုအချက်ပေးတဲ့အခြေအ í မြည်လာတဲ့စနစ်ပါ။အလုတ်ဖြစ်မဖြစ်ဆိုတာကတော့ထွက်ပြေးသွားတဲ့နှစ်ယောက်ကိုသာကြည့်လိုက်ပါ။ ဒီဇုံတွေကတော့ညာအမောင်ကြီးထဲမှာအလုံများနေပါတယ်ပစ္စည်းတစ်ခုခုကိုအပေါ်မှာချိတ်ဖို့စူးစမ်းနေတယ်ထင်ပါတယ်ကောင်မလေးကမမိတော့ဒီတစ်ခါကောင်လေးကစူးစမ်းကြည့်ပါတယ်ကောင်မလေးကကောင်လေးကိုပြန်ချီလိုက်ရပါပြီဟုတ်ကဲ့ပါကျွန်တော်ကပုပ်ပပတင်ဆက်ပေးသွားတဲ့အလွဲချော်ဖြစ်ရလေတွေထဲမှာဘယ်တစ်ခုကပြည်သက်တို့အတွက်ရည်စရာအခိုက်အတန့်လေးဖြစ်စေခဲ့လဲဗျခေါမမှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါဒီစီဇန်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ